တကယ်တော့အားလုံးပဲမင်္ဂလာပါနော်ကလန်ဒါဆိုင်လေးတွေကလည်းမရှာတာကြာပြီဆိုတော့ဗောနော်โอเคနည်းနည်းလေးတော့မှုံမလားမသိဘူးကျွန်တော်ခဏလေးတွေကချက်ပြမှာပါနော်ချက်ပြမှာဆိုတော့ကျွန်တော်နည်းနည်းလေးဗောနော်ဒီမချက်ခင်မှာဗောနော်ကျွန်တော်ဝမ်းချင်းလေးကိုအရင်ပြပေးမယ်နော်ဝမ်းချင်းလေးကိုကျွန်တော်အရင်ချပြပေးမယ်ဘာဖြစ်လို့လဲဆိုတော့ဒီတိုင်းလေးကျွန်တော်တို့အပင်ရင်းနဲ့ဗောနော်သူကသွားမှာဖြစ်တဲ့အတွက်ဗောနော်ဟုတ်ပြီကျွန်တော်ဒီမှာရှိတဲ့ 985เนาะကျွန်တော်ဝမ်းချင်းပြတာထက်ပေါ့နော်ဒီကောင်းလေးအရင်ပြမှဖြစ်မယ်ထင်နော်ဟုတ်ပြီကျွန်တော်နည်းနည်းချဲလိုက်မယ်ပေါ့နော်ပြီးမှကျွန်တော်ချုပ်ပေးမယ်ဟုတ်ပါပြီဒီမှာကျွန်တော်တို့96နှစ်ဆိုတဲ့ခဏနော်96နှစ်ဆိုတဲ့ခဏနော်ဒီ96နှစ်ဆိုတဲ့ခဏနော်ဒီထဲမှာရှိတဲ့နံပါတ်နော်ခါးဒီကျွန်တော်အောက်ကတစ်ခုခုခံလိုက်မယ်ပေါ့နော် ဆက်ပြီးခဏလေးပါဟုတ်ပြီမှာကျွန်တော်ခဏနိုင်မယ်ငါးချောင်းနဲ့ဆိုတော့ကျွန်တော်တို့ဒီကနန်းပေါ့နော်ဒီကနန်းခါတိုင်းနံပါတ်6ကเนาะဒီမှာ6ထိပ်ဆိုဒီလိုလေးစင်းတယ်เนาะခါတိုင်းနံပါတ်6ဒီကျွန်တော်တို့နောက်တစ်နှစ်မှာ6ထိပ်လို့ဓာတ်ရိုက်ရိုက်တယ်ပေါ့နော်သူ့ရဲ့တပင်းနှစ်ပင်သုံးပင်၄ပင်၅ပင်မြောက်เนาะ၅ပင်မြောက်ချားပြီးတဲ့နောက်မှာကျွန်တော်တို့ဒီမှာ3ည3ဆိုပြီးတော့ ခဏလေးရှိတယ်เนาะ3 9 3เนาะ3 9 3ဒီခါတိုင်ခွန်ဒီကျွန်တော်ဒီမှာခွန်ထိတ်ဆိုပြီးတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့နောက်တစ်နှစ်မှာစင်းတယ်တစ်ပင်တစ်ပင်3ပင်4ပင်5ပင်5ပင်ခြားပြီးတဲ့နောက်မှာကျွန်တော်တို့အခုရှိနေတာဒီ6 8ဆိုပြီးတော့ဖြစ်တယ်เนาะ6 8ဆိုတဲ့ခဏခါတိုင်နံပါတ်7ဒီကျွန်တော်ဒီမှာ6ထိတ်စီဆိုပြီးတော့ကျွန်တော်ဖမ်းမယ်เนาะဟုတ်ပြီဒီလိုဖမ်းမယ်ပေါ့เนาะသူ့ရဲ့အောက်ဆုံးပေါ့เนาะ24ချိန် ဒီမှာကျွန်တော်အောက်ကိုဆွဲဆွဲလိုက်မယ်ပေါ့နော်နည်းနည်းလေးပြန်ချုပ်ပေးပါမယ်ဟုတ်ပြီအောက်ဆုံးကိုကျွန်တော်ကြည့်လိုက်မယ်ပေါ့နော်အောက်ဆုံးကိုကြည့်လိုက်မယ်ဆိုရင်ဒီအပင်ကဒီနံပါတ်8เนาะဒီနံပါတ်8ဒီကျွန်တော်တို့အပိတ်8ဆိုပြီးတော့ကျွန်တော်တို့ဆင်းတယ်เนาะဒီနံပါတ်8ဒီကျွန်တော်ချက်ရောအဝါရောဆိုတော့နည်းနည်းလေးတိခါတော့ကြည့်ပေးပေါ့နော်ဒီနံပါတ်8ဒီဒီမှာနံပါတ်8ဆိုပြီးတော့အပိတ်ကိုဆင်းတယ်เนาะ သူ့လိုပဲကျွန်တော်တို့အတူတူပဲဒီကောင်းရဲ့24ချိန်ကိုကြည့်မယ်ဒီမှာနံပါတ်869ဆိုတဲ့နံပါတ်ခွန်နော်ဒီနံပါတ်ခွန်ဒီဒီမှာအပိတ်ခွန်ဆိုပြီးတော့ကျွန်တော်တို့ဆင်းတယ်နော်ခွန်6ခွန်ကိုဆင်းထားတာပေါ့နော်ဒါဆိုရင်ဒီအောက်မှာရှိနေတဲ့ကျွန်တော်တို့68အောက်က24ချိန်ကအပိတ်ဒီ1396ဖြစ်တဲ့အတွက်6ဒီဒီဘက်မှာကျွန်တော်တို့6အပိတ်ဆိုပြီးတော့ကျွန်တော်တို့ဖမ်းမယ်နော်8ထိပ်ကျွန်တော်တို့6အပိတ်နဲ့နော်8ထိပ်6အပိတ်ရပြီဆိုတော့ကျွန်တော်တို့ဘယ်ကနေ စပြီးတော့ဆွဲမလဲပေါ့เนาะဆွဲမလဲဆိုတော့ဒီတိုင်းလေးပဲကြည့်မယ်ပေါ့เนาะနောက်ပြီးဟုတ်ပြီဒီမှာเนาะ1 2 3 4 5ဒီကနေပြီးတော့ကျွန်တော်တို့၅ချိန်ထိဒီလိုလေးဆင်းလာရတယ်ပေါ့နော်ဒီ၅ချောင်းနဲ့ဒီ၆ခါဒီ၆ထိပ်ဖြစ်တဲ့မူကနေပြီးတော့၅ချိန်ဒီလိုဆင်းလာမယ်ဟုတ်ပြီဒီကလည်းအတူတူပဲ1 2 3 4 5ဒီလိုဆင်းမယ်နော်ဒီကလည်းကျွန်တော်1 2 3 4 5ဆိုပြီးတော့ဒီလိုဆင်းလာနော် ဆင်းလာပြီးတော့1 2 3 4 5 6 7ရှစ်ကျင်ရောက်ပါเนาะ858ဆိုတဲ့ခဏ858ဒီသူ့ရဝန်းချင်း688ဆိုတဲ့ခဏကိုရိုက်တယ်เนาะ858ဝန်းချင်း688ဆိုတာထွက်တယ်ဟုတ်ပြီเนาะဒီမှာကျွန်တော်တို့5ကျင်ကနေပြီးတော့1 2 3 4 5 6 9 8ကမြောက်ပါ300ဆိုတဲ့ကျွန်တော်တို့ခဏန်းဒီ နော်ဒီမှာခွန်6ခွန်ဆိုတဲ့သူ့ရဲ့ဝမ်းကျင်းကိုရိုက်တယ်နော်ခွန်6ခွန်ဆိုတဲ့သူ့ရဲ့ဝမ်းကျင်းကိုရိုက်တယ်ဒီအတွက်ကြောင့်ကျွန်တော်ဒီမှာ5ချိန်ဆင်းပြီးသွားတယ်1 2 3 4 5 6ခွန်8မြောက်မှာ6 4ခွန်ဆိုတဲ့ခဏန်းဒီနော်ဒီမှာ6 4ခွန်ဝမ်းကျင်းဆိုပြီးတော့ကျွန်တော်ဖြစ်ပြရနော်6 4ခွန်ဝမ်းကျင်းဆိုကျွန်တော်တို့ရထားတာဒီ8ထိပ်6အပိတ်နေနော်8ထိပ်6အပိတ်နဲ့ကျွန်တော်တို့ဘာတွေထိုးလို့ရမလဲ8 4ကိုပေါ့နော် လေးကိုတခွေရမယ်ပြီးရင်ကျွန်တော်တို့၈ခွန်ကိုတခွေရမယ်နော်နောက်တစ်ကျွန်တော်တို့ထိုးခြင်းလဲဆိုရင်ကျွန်တော်တို့ပါရအောင်မလဲ၈၉၉ဒီ၃ခွက်ပဲထိုးရမယ်ပေါ့နော်ဒီမူတိုင်းကျွန်တော်တို့စစ်ပြီးတော့ပြီးခဲ့မယ်ဆိုရင်ပေါ့နော်၈လေးကိုကျွန်တော်တို့၈ခွန်ကို၈၉၉ဆိုပြီးတော့ပေါ့နော် Okay ပါဒါကတော့ကြိုင်းတဲ့တဲ့မှာတကယ်ချင်းတွေကတက္ကစားပေါ့နော်အဲ့တော့ဖုန်းကလည်းတိတ်ပြီးတော့မကောင်းတဲ့အတွက်ပေါ့နော် zone ကချဲလိုက်ပြီဆိုရင်နည်းနည်းလေးဝါသွားတယ်ပေါ့နော်โอเคအစားဆုံးကျွန်တော်တို့ပြန်ပြီးတော့ဒီ5 6နှစ်ဆိုတော့6ခါတိုင်းဒီထိတ်ဖြစ်တယ်เนาะ224ပင်အောက်ကเนาะဒီ number 358ဆိုတော့8အပိတ်ခါဒီဘက်မှာနောက်တစ်နည်းမှာအပိတ်လို့ရိုက်တယ်ဒီမှာလဲအတူတူပဲ3ည3ဆိုတဲ့ခဏတိခွန်ထိတ်အောက်မှာရှိတဲ့ကျွန်တော်တို့အပိတ်ခွန်ဒီနောက်ပိတ်ခွန်ဆိုတော့ရိုက်တယ်ဒီမှာကျွန်တော်တို့ခါတိုင်း8ဖြစ်တဲ့8ထိတ်ဒီနောက်ကကျွန်တော်တို့အပိတ်9ဒီ9เนาะ သူရဲ့ကျွန်တော်ဒီမှာရှစ်ကမြ၅ပင်စင်ဒီဘက်ကရှစ်ပင်မြောက်က၈၅၈ဆိုတဲ့ကဏ္ဍဒီ၆၈၈ဆိုတဲ့ဝန်းကျင်ကိုရိုက်တယ်နော်ဒီမှာလည်းအတူတူပဲ၃ခွန်ခွန်ဆိုတဲ့ဝန်းကျင်ဒီခွန်၆ခွန်ဆိုတဲ့ဝန်းကျင်ကိုရိုက်မယ်နော်ဒီလိုကြောင့်ဒီမှာ၉လေးခွန်ဆိုတဲ့ဝန်းကျင်ဒီနော်၉လေးခွန်ဝန်းကျင်ဆိုတော့ကျွန်တော်၈၉၉ကမရအောင်ပေါ့နော်ဒါကတော့ရန်ကျင်လဲရန်ပေါ့နော်ကျွန်တော်အဓိကထိုးရမယ်ဆိုရင်တော့ဒီနှစ်ကွက်ပဲထိုးရမယ် နော်။ဘာဖြစ်လဲဆိုတော့6 4ခွန်ဒီကျွန်တော်ဝမ်းချင်းဖြစ်ရမယ်ဆိုတော့ပေါ့နော်။ Okay နောက်ထပ်ကျွန်တော်တို့ဒါချိန်လို့တော့ရသေးတယ်ပေါ့နော်။အဓိက2ခွက်ပဲကျွန်တော်ရွေးပေးလိုက်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရထားတာ8ထိပ်6ပိတ်ဆိုတော့ပေါ့နော်။8ထိပ်6ပိတ်နဲ့ကန်ညီတာဒီ2ခွက်ပဲရှိတယ်ဒီတော့ကြောင့်ဒီ2ခွက်ကိုပဲအဓိကတင်ထိုးပါ Okay 1ချိန်နဲ့ကပ်ပြီးတော့အခြားကဏ္ဍလေးတွေလည်းဒါထိုးခြင်းထိုးလို့ရပါသေးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဆင်ပြေကောင်းပါစေဗျာဘယ်ပဲပါ